မင်္ဂလာပါခင်ဗျာဒီနေ့မှာကျွန်တော် break keyword နဲ့ no continue keyword ရဲ့အသုံးပြုပုံတွေကိုကျွန်တော်ရှင်းပြသွားမှာပဲဖြစ်ပါတယ်။ no အဓိကအဖြစ် no break keyword က while loop တွေကိုကျွန်တော်ကရပ်တန့်နေတဲ့အခါမှာ no အသုံးပြုပါတယ်။ while loop တွေရဲ့မူရင်း connection တွေပေါ်မှာ no မမူတည်ပဲနဲ့ no while loop ရဲ့ code တွင်းမှာ connection တစ်ခုတည်ဆောက်လိုက်မယ်။အဲ့ဒီ connection ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့က ဘရိတ်ကွန်မန်းကိုတုံးပြီးတော့ကျွန်တော်ဝိုင်းလူတွေကိုရက်အောင်တော့ပြုတ်လောက်မှာပဲဖြစ်ပါဟုတ်ပြီတော့ဥပမာလေးကိုကြည့်ရကြည့်လိုက်ရအောင်တော့ဒီဥပမာလေးမှာဆိုရင်ကျွန်တော်တို့ဘာရှိမလဲဆိုရင်ကျွန်တော်ဝိုင်းလူကိုကျွန်တော်တို့ဘာလောက်ထားလဲအများတန်း crew ဖြစ်နေဆိုလိုချင်တာဝိုင်းလူကအများတန်းပတ်နေမှာအများတန်းပတ်နေတော့မှာဝိုင်းကဝိုင်းလူက crew ဖြစ်ရင်အများတန်းပတ်နေတော့မှာအဲ့မှာကျွန်တော်တို့ကဒီကောင်းကြီးကိုရက်တန်းဖြစ်ဖို့အတွက်ဘာလောက်မလဲဆိုတော့ ပွိုင်းလူရဲ့ကိုယ်ထဲမှာကျွန်တော်တို့က connection တခုတိဆောက်လိုက်တယ်အဲ့ဒီ connection ပေါ်မှာမူတည်ပြီးတော့ကျွန်တော် break ကိုတုံးလိုက်မယ်ဆိုလိုတာကဒီ connection ဒီ cd equal to quiz ဆိုတဲ့ connection ဖြစ်သွားပြီဆိုရင် break ကိုမှအလုတ်လောက်တော့မှာ break ကိုမှအလုတ်လောက်ပြီဆိုရင်ဝိုင်းလူကြီးကလည်းတော့ထွက်သွားမှာဖြစ်ပါတယ်ဟုတ်ပြီတော့ဒီဥပမာလေးကိုတော့ကြည့်ကြည့်လိုက်အောင်တော့ဒီဥပမာလေးကတော့ ဟိုဘာလဲဆိုတော့တို့တွားခဲ့မှုတဲ့မြို့တွေကိုကျွန်တော်ရိုက်ထည့်ပေးပါဆိုပြီးတော့ကျွန်တော် string လေးရိုက်ထည့်ပေးရမှာဒီရိုက်မထည့်ခင်တွားခဲ့မှုတဲ့လေပတ်ခတ်မှုတဲ့မြို့တွေကိုကျေးဇူးပြုပြီးတော့ရိုက်ထည့်ပေးပါကွစ်ဆိုတဲ့တင်ဂီတာလေးကကျွန်တော်တို့ထပ်ပြီးတော့ program ထပ်ပြီးတော့မရိုက်တော့ဘူး finish ဖြစ်တဲ့တင်ဂီတာလေးဆိုပြီးတော့ကျွန်တော်ယူဆလိုက် အဲ့ဒီဟာလေးကိုကျွန်တော်တို့ကလေးပဲတက်ချင်တဲ့အတွက်ကျွန်တော် pro ဆိုပြီးတော့ pre ပဲပေးထားတယ်။နောက်ဒီမှာ pro အပေါင်းဆိုပြီးတော့နောက်ထပ် string နဲ့ကျွန်တော်ထပ်ရေးထားဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ဒီအကြောင်းကြီးကိုတော့ဆက်ရေးလို့ရပါ။ဒါပေမဲ့ဒီဘက်မှာ function နေမှာဖြစ်တဲ့အတွက် string အမျိုးသားတွေကိုပေါင်းရင်တော့ string မျိုးစားတွေကဘာဖြစ်သွားလဲဆိုရင်တော့ cut သွားတဲ့အတွက်တော့ဒီဝိသေသအသုံးပြုပြီးတော့ဒီမှာပေါ်ထားပါတယ်။ပေါ်ထားပြီးတော့ကျွန်တော်ရိုက်ထည့်လိုက်တဲ့ ကီးဘုတ်ကနေရိုက်ထည့်လိုက်တဲ့ CD တံမိုးတွေကိုနော် CD လို့ပေးလိုက်တယ်တကယ်လို့ကျွန်တော် CD ကွက်နဲ့ညီတယ်ဆိုရင် ထပ်ပြီးတော့ဟိုမရိုက်တော့ဘူး program finish ဖြစ်သွားမယ်ဆိုတဲ့သဘောတကယ်လို့မဟုတ်ဘူးဆိုရင်ကျွန်တော်ဘယ်မျိုးကိုသွားခဲ့တယ်ဆိုပြီးကျွန်တော် print ထုတ်တာဟုတ်ပြီကျွန်တော်ဗတိလုံးမလုံးကိုကျွန်တော်ဘလို့လုံးမလဲဆိုပြီးတော့ဒီမှာဗတိကဘလို့လုံးလုံးလဲဆိုတော့ကျွန်တော်ကြည့်လိုက်ရဟုတ်ပြီတော့ဒီမှာတေချာတော့အောင်လို့ဒီမှာ PIN နေ print and proven ဆိုပြီးတော့ရေးလိုက်ဟုတ်ပြီတော့ program လေးကိုတော့ run ကြည့်လိုက်တော့ program တော့ program ဖိုင်နာမှာ exam 28ပါအဲ့ဒီမှာ98ဟုတ်ပြီနော်ဒီမှာစတွေ့ပါတော့ဒီမှာဘာရေးလဲ pre under 9 on cd you have visits နော်မင်းသွားခဲ့ဘူးတဲ့မြို့နာမည်တွေကိုကျေးဇူးပြုရေးရေးပေးပါဗော့အနောက်တစ်ချောင်းကနော်ဒီမှာအန်နာဘတ်ဘတ်ဖော်ဝတ်လဲရဲကျွန်တော်အန်အန်ရဲလေရဒါအန်နာခောက်တဲ့သဘောအန်နာဆင်းသွားတဲ့အန်နာကွစ်ဝမ်ယူအာဖရင်နဲ့မင်းတကယ်လို့ပြီးကျင်နေဆိုရင်နော်ဘာလုပ်ပေးရမလဲဆိုရင်ဩကွစ်ဆိုတဲ့ဟောင်းနဲ့ပဲဟုတ်ပြီတကယ်လို့ဆိုလိုချင်တာကွစ်မနိုင်မချင်း ဝိုင်းလူရပတ်နေမှာပဲဖြစ်ပါဟုတ်ပြီเนาะဒါဆိုရင် MANDANAY မန္တလေးလို့ရေးလိုက်မယ်ဆိုရင်တော့ဒီမှာဒီမန္တလေးလို့ရေးလိုက်တဲ့အတွက် CD ကမန္တလေးဖြစ်သွားမယ်ကိုယ့်နဲ့မန္တလေးနဲ့ညီလာမညီတဲ့အတွက်ဒီ print ဆိုတဲ့ဟာကြီးကအလုံးလောက်သွားမယ်အဲ့ဒီအချိန်မှာကျွန်တော်ကဒီဒီမှာ string လေးကိုဒီမှာ i i'm lot to go to city နာမည်ကျွန်တော်ဒီမှာရေးလိုက်တယ် ဒါ string တွေကပေါင်းရင်သူကဆက်သွားတာဖြစ်တဲ့အတွက်ဒီကောင်လဲ CD ကလည်းကျွန်တော် string မျိုးစား input ပေးတဲ့အခါမှာကျွန်တော်ဘာမှမပေးဘူး input ပဲရေးထား input ပေးလိုက်တဲ့ဟာမှန်သမျှကျွန်တော်တို့က data custom မလုပ်ထားတဲ့အတွက် string မျိုးစားပဲဖြစ်မယ်ပြီးတော့ exclamation နဲ့မှတ်လိုက်တဲ့ i i'm log to go to manali ဆိုပြီးတော့ပြင်အဲ့မှာထပ်ပြီးတော့ဒီမယ် pli under the ဆိုပြီးတော့ no အပေါ်ပြန်ရောက်တော့အပေါ် input ကိုပြန်တောင်းတယ်။ဘာဖြစ်လို့လဲဆိုတော့ no quit နဲ့မညီလို့ no yang GON ရန်ကုန်ဆိုပြီးရင်းလဲကျွန်တော်ရန်ကုန်ဆိုပြီးပေါ့နော်ဟုတ်ပြီတကယ်လို့ကျွန်တော် QUID ကွက်လိုချင်လိုက်ပြီဆိုရင်ဘာဖြစ်သွားမလဲဆိုရင် AMP program တန်းရောက်သွားမှာဘာဖြစ်လို့ AMP program တန်းရောက်ဒီကောင်ကိုအလုံးမလုံးလဲဆို break ဆိုပြီးလုံလိုက်တဲ့အချိန် point လူကြီးရရက်သွားရက်သွားတဲ့အတွက် main ကျောင်း main program line ကိုဆင်းသွားပါမယ် point လူတွေကကိုယ်တွေတွေမလုံတော့ဘဲနဲ့နောက်ထပ် main program line တစ်ချောင်းကိုဆင်းသွားတဲ့အတွက် AMP program ဆိုတာဟုတ်ကျွန်တော်တို့က ရောက်ရှိတော့မှာဟုတ်ပြီနော်ဘရိတ်ရဲ့ခြေမှာကျွန်တော်ဘာရေးလိုက်လဲဆိုတော့ PIN ဒီဘရင်ကျွန်တော်သိအောင်ဘရိတ်လုံးမလုံးသေးလား I where B R E A K ဘရိတ်ဆိုကျွန်တော်ရေးလိုက်မယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်ကွစ်ဆိုတဲ့ဟာတန်းနှိပ်လိုက်ပြီဆိုတော့ I where ဘရိတ်ဆိုပြီးတော့ AND program ဆိုပြီးတော့တန်းပေါ်လာတော့ဟုတ်ပြီနော်ဒီ program လေးကိုတော့ run လိုက်မယ်နော်ဒီမဲ့ low there နော် PYN ပြင်ဦးလွင်ဆိုပြီးတော့ရေးလိုက်မယ် အမှပြင်ဦးမယ်ရောက်ပြီတော့နောက်ထပ်အပေါ်ထပ်တောင်းနေကွက်လိုချိန်လိုက်တဲ့အချိန်မှာတော့ iwell break ဆိုပြီးတော့ပေါ်လာ iwell break ဆိုပြီးတော့ unbroken နဲ့တော့ break လောက်တော့မယ်ဆိုတဲ့သဘောမပြောပါဘူးဒီ iwell break ကို မထည့်လည်ရပါတယ်နောက်ထပ်ဥပမာလေးတစ်ခုကတော့တော့ကျွန်တော်ရိုက်ရှင်တဲ့အရေးတော့ကိုကျွန်တော် input ပေးလိုက်မယ် input ပေးလိုက်မယ်အဲ input ပေးလိုက်ပြီးတော့ကျွန်တော်တို့ ရချင်တဲ့အရေးအတွက်ရောက်ပြီဆိုရင်တော့ပရိတ်ကိုတုံးပြီးတော့ကျွန်တော်ရက်ပြင်ပုံပြီးအဲ့ဒါလေးကိုကျွန်တော်ဘယ်လိုရေးမလဲဆိုတော့ပထမဦးဆုံးကျွန်တော်တို့ကအအရေးအတွက် import ပေးမိတဲ့အဲ့လိုတော့ import ဆိုပြီးတော့ရေးလိုက်တယ်ပြီးတော့ while လို့ကိုအသုံးပြုပြီးအအရေးအတွက် import ဇက်တိုက်ပေးလို့ရအောင်ပြုလုပ်ပေးတော့ program ရေးပေးပါဆိုတော့ဟိုအဲ့မှာကျွန်တော်ပရိတ်သုံးလိုက် while connection သုံးမယ် ဟိုပထမဆုံးဒီကောင့်0ဆိုပြီးတော့ကျွန်တော်ရေးလိုက်တယ်။ကောင့်0ဘာဖြစ်လို့ရေးလဲဆိုရင်ကျွန်တော်တို့ကရင်းနေမှာရမှာ။ဘာဖြစ်လို့လဲဆိုကျွန်တော်တို့အန်အရေးအတွက် input ပေးမိပြောတဲ့အတွက်အန်အရေးအတွက်ရောက်ဒီအထိကျွန်တော်တို့က keyboard ကနေရိုက်နေရမှာ။ရောက်လားမရောက်လားသိဖို့အတွက်ကျွန်တော်တို့ကတစ်ခါရိုက်လိုက်တိုင်းကျွန်တော်တို့ကတစ်ပေါင်းပေးမိုက်ရမှာ။တစ်ပေါင်းပေးပြီးတော့ကျွန်တော်တို့ဒီတစ်ပေါင်းပေးလိုက်တဲ့ဒီကောင်းက ဒီအန်လေးနဲ့ညီပြီးဆိုရင်ကျွန်တော်တို့ကသတ်မှတ်ထားတဲ့အရေးအတွက်ပြည့်သွားတဲ့အတွက်ဆက်ရိုက်ဆရာမလို့တော့ဒီအချိန်နေမှာကျွန်တော်တို့ဘရိတ်ကိုလန်းတော့မှာဟုတ်ပြီကျွန်တော်ဝိုင်းကို true ဆိုပြီးတော့ပေးထားတယ်ပေးပြီးတော့ကျွန်တော်အန်အန်ဆိုပြီးတော့ input ပေးလိုက်တယ်အဲ့တော့ input ပေးနေပြီ input ပေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲကျွန်တော်ရိုက်ပြီးသွားပြီဆိုကြောင်းကျွန်တော်တို့ကတိဖို့အတွက်ကောက်အပေါင်း1ဆိုပြီးတော့ရေးရမယ်ရေးပြီးသွားရင် ။ဘာပြန်လောက်အောင်စစ်ရမှာ။ရိုက်ပြီးသွားရင်ဒီကောင်းတဲ့အန်အန်နဲ့ညီလားမညီဘူးဆိုရင် तू ကဒီအစ်ကအလုံးလုံးမလားမလုံဘူးအပေါ်ပြန်တက်မယ်တက်ပြီးတော့ထပ်ပြီးတော့ရိုက်လို့ရအောင် तू ကလုံနေမှာ။တကယ်လို့ညီသွားပြီတော့ break ခုတ်လိုက်မယ်။ break ခုတ်လိုက်ပြီဆိုရင် why အောက်က program command တွေအလုံးလုံးမတော့ဘဲနဲ့ and program ကိုဆင်းသွားမှာပဲဖြစ်ပါ။ဥပမာဒီ program လေးကိုတော့ run ကြည့်လိုက်အောင် ဟုတ်ပြီနော်ဒီ program လေးကိုနော်မန်းကြည့်လိုက်မယ်မန်းကြည့်လိုက်ပြီဆိုတော့ under amount ကျွန်တော်ဟုတ်ပြီနော်3ခုရိုက်မယ်ရိုက်ပြီဆိုရင်နော်ဒီမှာပေါနေဒီကောင်လေးက input ကြားထဲမှာရှိတဲ့နော် annotation လေးဖြစ်ပါနော် label လေးဖြစ်ပါဟုတ်ပြီကျွန်တော်5ရိုက်လိုက်တယ်ပြီးတော့10ရိုက်လိုက်တယ်ပြီးတော့ရင်ကျွန်တော်6ရိုက်လိုက်တယ်ဆိုရင်မဖြစ်သွားမှာ3ကရိုက်ပြီးသွားကျွန်တော်ရိုက်ရှင်တာ3ကညီသွားပြီလေ ကောင်းကတစ်ခါရိုက်လိုက်တိုင်းတက်ပေါင်းတာအဲ့ဒီတော့တော့ဗာပြော unbroken ဆိုပြီးတော့တော့ရောက်သွားမှာပဲဖြစ်ပါတယ်ဟုတ်ပြီเนาะဒီမှာကောင်းကတိုးမတိုးကျွန်တော်သိကျင်ရင်တော့ print ကောင်းဆိုပြီးတော့ရေးလိုက်မယ်ရေးပြီးတော့ကျွန်တော်ဒီမှာဗာဗာလေးလှုပ်လိုက်မလဲဆိုရင်ပြန်လှမ်းကြည့်လိုက်တော့ဒီကောင်ကိုရှင်းញင် CNS ဆိုပြီးရေးလိုက်မယ်တော့အဲ့မှာကျွန်တော် run လိုက်မယ်တော့ဒီငါးလို့ရိုက်လိုက်ပြီဆိုတော့ကလေး ငါးကရိုက်မယ်ဆိုတဲ့ဘောပြီးတော့တော့နှစ်လို့ရိုက်လိုက်မယ်တစ်ဆိုပဲပေါ်နေဆိုလိုတာနှုတ်တစ်ခါရိုက်ပြီးတော့သုံးလို့ရိုက်လိုက်မယ်နှစ်ပေါ်နေဆိုလိုတာနှုတ်တစ်ခါရိုက်ပြီးတော့ပြီရှစ်လို့ရိုက်မယ်သုံးကရိုက်ပြီးတော့ဆိုတဲ့ဘောကိုလေးကရိုက်ပြီးတော့ကျွန်တော်30ငါးကရိုက်ပြီးတော့ငါးနဲ့အန်ငါးနဲ့ကျွန်တော်တို့ညီသွားပြီညီသွားပြီတဲ့အတွက်အလုံးလုံးအောင်မလားမလုံးတော့ပြိတိငါးနဲ့ဒီငါးနဲ့ညီသွားပြီဆိုတဲ့အတွက်မလုံးတော့ဘူးဆိုတဲ့သဘောတရားဖြစ်ပါတယ် ျွန်တော်ခုထပ်ပြီးတော့ပြောချင်တာကတော့ no continue keyword အကြောင်းပါ continue keyword ကအဓိကလှုပ်ဆောင်ချက်နှစ်ချက်ရှိပါပထမတစ်ချက်ကဘာလဲဆိုရင်ကျွန်တော်တို့ looping တွေကိုအစနဲ့ပြန်ပတ်ပါလို့ပြောတာပါသူသတ်မှတ်ထားတဲ့ condition ရောက်ရင်အစနဲ့ပြန်ပတ်ပါဆိုပြီးတော့ပြောလို့ရပါဥပမာဒီအခြေအနေမှာဆိုရင်ကျွန်တော်တို့ကကျွန်တော်ရိုက်လိုက်တဲ့ကဏ္ဍခွန်နဲ့ညီတယ်ဆိုရင်အစနဲ့ပြန်စပေးပါလို့တော့ပြောတယ်။နောက်ထပ်တစ်ချက်ကပါလဲအစနဲ့ပြန်စ လိုက်တဲ့အတွက်သူ့အောက်မှာရှိတဲ့ command line နေဒီအချိန်လေးမှာဆိုကျွန်တော် print ဆိုတဲ့ command line ကအလုံးမလုံးတော့ပါဒီ continue ရောက်တဲ့နေရာနေစပြီးတော့အောက်မှာရှိတဲ့ program code တွေကအလုံးမလုံးတော့ဘဲနဲ့ကြော်ပြီးတော့အစနဲ့ပြန်စသွားပါအဓိက continue ကနှစ်ချက်လုပ်တယ်ပထမအစနဲ့ပြန်စသေးတယ်ဒုတိယတစ်ချက်က continue အောက်က command line တစ်ခုမှအလုံးမလုံးတော့ ဟုတ်ပြီနော်ဥပမာလေးကိုနော်တစ်ချက်ကြည့်ကြည့်လိုက်အောင်ဥပမာလေးကဘာလေးလဲဆိုရင်ကျွန်တော်တို့ keyboard ကနေပြီးတော့ကျွန်တော်ငါးခါရိုက်ထဲမှာ keyboard ကနေပြီးတော့ငါးခါရိုက်ထဲမှာငါးခါရိုက်ထဲတဲ့မှာကျွန်တော် A ဆိုတာကျွန်တော်ဘယ်နှခါရိုက်ထဲလဲသိခြင်းနဲ့အတူကျွန်တော် variable နာမည်ပေးထားတယ်ဆက်ဆလာချက်မှာ၃ညလို့ပေးလိုက်တယ် y y a less than 5လို့ရေးလိုက်တယ် a ကငါးထက်ငဲနေတဲ့အတော်တွင် y လို့အလုံးလုံးနေမှာ အဲ့မှာကျွန်တော်ဘာလုပ်မလဲဆိုရင်ဟိုတခါရိုက်လိုက်ပြီဆိုရင်ရိုက်လိုက်ပြီကြောင်းမှတ်တမ်းနေမှုအတွက် A အပေါင်း1ဆိုပြီးရေးလိုက်မယ်ရေးပြီးတော့တော့ခွန်နဲ့ရိုက်တယ်ဆိုရင်ခွန်ကျွန်တော်ရိုက်လိုက်တဲ့ကဏ္ဍခွန်နဲ့ညီတယ်ဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ရိုက်လိုက်တဲ့ကဏ္ဍကိုပရင်မထုတ်ပေးပဲနဲ့ကြော်သွားပါဆိုတဲ့သဘောတရားနဲ့ကျွန်တော်တို့ရေးထားပါဟုတ်ပြီနော်ဒီ program လေးဘယ်လိုလုပ်လုပ်လဲဆိုတော့ကျွန်တော်ကြည့်ကြည့်လိုက်နော် program လေးဟို run ကြည့်လိုက်ပါမယ် နော် program လေးလွမ်းကြည့်လိုက်ပါမယ်ဟုတ်ပြီနော်ဒီ program ကိုနော် run ကြည့်လိုက်ပြီနော်ဒီမှာ under number ဆိုပြီးတော့နော်ပေါ်နေ under number ကနော်ဒီဒီကောင်ကြီးကြောင်းမလို့ပါဟုတ်ပြီကျွန်တော်ဒါဆိုရင်ကျွန်တော်ငားလို့ရိုက်လိုက်တယ်ငားလို့ရိုက်လိုက်ရင်အန်ခွန်နဲ့ညီလားမညီဘူးမညီတဲ့အတွက် continue အလုပ်လုပ်မလား continue မလုပ်တဲ့အတွက်အစနေပြန်မစဘူးအစင်တိုင်းမဲ့သွားမှာအဲ့ရတော့အစင်တိုင်းရပါဘူး you are number a ဆိုပြီးတော့ပေါ်လာမှာအမှန်ငါဆိုပြီးတော့30ရိုက်လိုက်တယ် you are number a ပဲပေါ်မှာဟုတ်ပြီကျွန်တော်ဖုန်းလို့ရိုက်လိုက်ပြီဖုန်းလို့ရိုက်လိုက်ပြီဆိုရင် continue ဖြစ်သွား continue ဖြစ်တဲ့အတွက်အစနေချက်ချင်းပြန်စတော့မှာဒီကောင်ကြီးကိုအလုံးမလုံးတော့ဘူးသူ့အောက်ကကောင်ကြီးကလှုပ်ဖို့မလှုပ်တော့ဘူးကြော်ပြီးတော့ငါအစပြန်သွားတော့မယ်ဆိုပြီးတော့ဖြစ်သွားဒီမှာရိုက်လိုက်တဲ့အတွက်ဒီမှာဘာမှမပေါ်တော့အစပြန်ရောက်သွားတဲ့အတွက် input ရောက်သွားလीဒီမှာလေဒီအပေါ်ကလို့ you are number it ဒီပိုင်းဒီကြားထဲမှာမပေါ်တော့ဘူးမပေါ်တော့ဘူးဖြစ်သွားမယ်ဟုတ်ပြီကျွန်တော်ဒါဆိုရင်ကျွန်တော်6လို့ရိုက်လိုက်မယ် you are number it ဟုတ်ဘဏ္ဍာခါရိုက်ပြီးသွားရင်တစ်ခါနှစ်ခါ၃ခါ၄ခါဟုတ်ပြီနောက်ဆုံးတစ်ခါကျွန်တော်10လို့ရိုက်လိုက်မယ် you are number it ဆိုပြီးတော့ unbroken ဆိုပြီးတော့ဖြစ်သွားမယ်ကျွန်တော်ဆွေးနွေးနေတာတော့ဒီနေ့ကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်ခင်ဗျာ